င်္ဂလာပါခင်ဗျရှန်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန် MNDAA အနေနဲ့နိုင်ငံသစ်ထူထောင်မှုလုံးဝမရှိပဲလူမျိုးကြီးဝါဒကိုဆန့်ကျင်ပြီး Federal Democracy စနစ်နဲ့ကိုပိုင်အုပ်ချုပ်ရေးစနစ်ကိုသာလိုလာတာဖြစ်တယ်လို့ MNDAA ကစစ်တုံးမန်တွေကိုရှင်းပြခဲ့တယ်ဆိုပါတယ် မြန်မာစစ်တပ်ကရက်ဆက်ကြမ်းကြုတ်တဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေပြင်းပြင်းထန်ထန်ကျူးလွန်နေတဲ့အထောက်အထားတွေရရှိထားတယ်လို့ IIMM ကဩဂုတ်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအစီအင်ခံစာထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေမီအများစုကိုထိန်းချုပ်သိမ်းပိုက်ထားတဲ့ကိုကန် MNDAA အနေနဲ့နိုင်ငံသစ်ထူထောင်မှုလုံးဝမရှိပဲ လူမျိုးကြီးဝါဒကိုစန့်ကျင်ပြီးဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ကိုပိုင်အုပ်ချုပ်ရေးစနစ်ကိုသာလိုလားတာဖြစ်တယ်လို့စစ်တုံမန်တွေကိုရှင်းပြခဲ့တဲ့အကြောင်း MNDA ကသတင်းထုတ်ပြန်ထားပါတယ်။တော်လိုင်းရေးအောင်မြင်ပြီးတဲ့နောက်မှာလေ MNDA အနေနဲ့နိုင်ငံသစ်ထူထောင်ဖို့လုံးဝမရှိသလိုဟန်လူမျိုးကြီးဝါဒကိုလည်းလုံးဝကျင့်သုံးမှာမဟုတ်တဲ့အပြင်မြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းသားလူမျိုးစုအလုံးရဲ့တန်းတူညီမျှရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိုသာလိုလားတာဖြစ်တယ်လို့ MNDA ကရှင်းပြသွားပါတယ်။ လက်ရှိမှာလေ MNDA အနေနဲ့ဆန္ဒရှင်စနစ်နဲ့လူမျိုးကြီးဝါဒကိုပြက်ပြက်သားသားဆန့်ကျင်ပြီးမြန်မာနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအားလုံးအတူတကွဒန်းဒူညီမြအခွင့်ရေးတွေရဖို့နဲ့လွတ်လပ်ပြီးတရားဝါပြောတဲ့ Federal နိုင်ငံတစ်ကိုအားလုံးအတူတကွတိစောက်ကြဖို့ကိုသာလိုလားတာဖြစ်တယ်လို့တိုင်းသားတွေရှိတဲ့ပြည်နယ်အသီးသီးမှာလေလွတ်လပ်ပြီးတရားမျှတတဲ့ကိုပိုင်အုပ်ချုပ်권ရရေးအတွက်အတူတကွစ조사နေတာဖြစ်ပြီးနိုင်ငံတစ်ထူထောင်ဖို့လုံးဝမရှိပါဘူးလို့လေ MNDA က လာရှိုမျိုးတပ်ဖွဲ့ကနေဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားစစ်တုံးဘန်းတွေကိုရှင်းပြခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ MNDA ကလာရှိုမျိုးသိမ်းတပ်ဖွဲ့ကနေလက်နက်ချအလင်းဝင်လာတဲ့ထောင်နဲ့ချီတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်တုံးဘန်းဥပဒေနဲ့အညီကောင်းကောင်းမုံမုံဆက်ဆန့်ထိမ့်သိမ်းပေးထားပြီးဒဏ်ရာရတဲ့စစ်သားတွေကိုလည်းစေဝါတွေကူတာပေးထားသလိုစစ်တုံးဘန်းတွေရဲ့အယူဝါဒဆိုင်ရာပညာရေးလက်ညှိုးမှုတွေကိုပါလှုပ်ဆောင်ပေးထားပါတယ်လို့ MNDA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ အေယာဗရီတိုင်းနဲ့ထိစပ်နေတဲ့ရခိုင်ပြည်နယ်ကွတ်မြို့နယ်ကကျင်းတလီမြို့တဲမှာဒီကနေ့ဩဂုတ်လ14ရက်နေ့မနက်ပိုင်းကစပြီးအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်အေအေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီလို့စစ်ရေးချင်းတွေသိရှိထားတဲ့သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိကွတ်မြို့နယ်ကနေစစ်ဆောင်လာတဲ့ကျင်းတလီမြို့ကအချို့ပြောပြချက်အရမြို့ထဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နေမည် yes camp ပါဝင်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုအရခတ်တပ်တော်အေအေကစတင်ဝင်ရောက်တိုက်ခိုက်နေပြီး ဒီကနေ့ဩဂုတ်လ14ရက်နေ့မနက်ပိုင်းမှာတင်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီဆိုပါတယ်လက်တလောမှာတော့ကျင်းတလီမြို့တဲမှာရဲသားတွေဟာအာရခတတော်အေအေရဲ့ကြွတင်တတိပေးမှုတွေကြောင့်အိမ်မှာအဆောင်သဘောမျိုးလောက်တာထားခဲ့ပြီးတော်တော်များများကစစ်ဘေးတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ဒေသခံတအုပ်ကပြောထားပါတယ်အာရခတတော်အေအေကတန်တွဲမျိုးကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲအေအာဗရီတိုင်းနဲ့ထိစပ်နေတဲ့ကွာမျိုးနေကိုပါသိမ့်ပိုက်ဖို့စတင်ထိုးစစ်ဆင်တိုက်ခိုက်လာရမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလာပြီး လက်ရှိမှာတော့ကျင်းတလီမြို့ဒဲအထိအရခတ်တတော် AA ကထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီလို့သိရပါတယ်ခင်ဗျာဒီတကကချင်းပြည်နယ်ဘက်မှာလေဖကံမြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့လမောင်နဲ့တောမော်တပ်စခန်းနှစ်ခုကို KIA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီအချမ်းဖက်စစ်တပ်ကသူတို့စခန်းမကျအောင်လေကြောင်းပစ်ကူတွေပါပေးပြီးအသေးအတန်ခုခံနေတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့ဩဂလ14ရက်နေ့မနက်ပိုင်းကစပြီး ဖကံမျိုးနယ်ကအချက်ဖက်စစ်ကောင်စီရဲ့လက်မောင်းနဲ့တော်မော်တက်စကန်နှစ်ခုကို KIA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတပြိုင်တည်းထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီဆိုပါတယ်။အဲ့ဒီစစ်တပ်စကန်နှစ်ခုဟာဖကံမျိုးနယ်မှာစစ်ရေးအရရေးပါတဲ့စကန်နှစ်ခုဖြစ်တယ်လို့စစ်ကောင်စီဘက်ကလည်းသူတို့စကန်မကြအောင်လေကြောင်းပစ်ကူတွေပါပုံမိအသေးအတန်ခုခံနေတယ်လို့ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ KIA အင်တာနက်ရှင်းပြကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာလေရှမ်းပြည်နယ်ကတီဘောနဲ့နောင်ချိုမြို့နယ်တွေမှာအချမ်းဖက်စစ်ကောင်စီတပ်နဲ့ DNL မဟာမိတ်ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအချမ်းဖက်စစ်ကောင်စီတပ်ကရတပီတွေရှိရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်ဖြက်စီးတာတွေလုပ်နေတယ်လို့ DNL ကပြောပါတယ်။လက်ရှိနောင်ချိုမြို့နယ်ကနောင်ချိုချေရွာမှာဆိုရင်ဩဂလ7ရက်နေ့ဖြစ်တဲ့မနေ့ကတည်းကအချမ်းဖက်စစ်ကောင်စီတပ်နဲ့ DNL မဟာမိတ်ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေရမှာစစ်ကောင်စီဘက်ကလေနဲ့လာပြီးဘုံတွေဇက်တိုက်ကျဲချတိုက်ခိုက်နေတယ်ဆိုပါတယ်။ တပတ်ကတီဘောမျိုးမှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ23တက်စခန်းနေရာမှာလေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီအဲ့ဒီမှာလဲအကြမ်းဖက်စစ်ကောင်စီဘက်ကရသပြည်သူတွေနေတဲ့နေရာတွေကိုပါတိုက်လျင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်ဖျက်ဆီးဓာတ်တွေလုပ်နေတယ်လို့ TNL ကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာစစ်တပ်ကရက်ဆက်ကြမ်းကြုတ်တဲ့စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေပြင်းပြင်းထန်ထန်ကျူးလွန်နေတဲ့အထောက်အထားတွေကိုအများပြားရရှိထားတယ်လို့ IIMM ကဩဂုတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲအစိုးရခန်းစာထုတ်ပြန်လိုက်ပါတယ်။လက်ရှိမြန်မာစစ်တပ်ကနိုင်ငံတွင်းရက်စက်ကြမ်းကြုတ်တဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေဟာစိုးရိမ်ပွဲအခြေအနေကိုရောက်ရှိနေပြီ။အဲဒီလိုမြန်မာစစ်တပ်ကကျူးလွန်နေတဲ့အထောက်အထားတွေအချက်လက်တွေအများပြားလည်းရရှိထားပြီလို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရကအစိုးရခန်းစာထဲမှာဖော်ပြထားတာပါ။ ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လကနေအခု2024ခုနှစ်ဇွန်လအထိတနှစ်အတွင်းမှာဆိုရင်လေမြန်မာစစ်တပ်ဟာစစ်ပဆိုင်ရာမဟုတ်တဲ့ယထပြည်သူတွေနေထိုင်ရာလူနေအိမ်တွေစာတင်ကျောင်းတွေဘာသာရေးအဆောက်အုံတွေစေယုံတွေကိုလေကြောင်းအနေဘုံကျဲတိုက်ခိုက်ဖျက်ဆီးတာတွေအပါအဝင်ပြည်သူတွေကိုခေါင်းဖျက်တတ်တာတွေကိုအင်ကဖျက်တောက်တတ်ဖျက်တာတွေအပြင်မိရှို့တတ်ဖျက်ထားတဲ့အထောက်အထားတွေပါရရှိထားတယ်လို့ IIMM ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်လက်ရှိမှာလည်း မြန်မာစစ်တပ်ဟာနိုင်ငံတော်ဝန်ရက်ဆက်ကြမ်းကြုတ်ပြီးလူမဆန်တဲ့စစ်ရာဇဝတ်မှုတွေနဲ့အကြမ်းဖက်မှုတွေကိုဇက်တိုက်ကျူးလွန်နေတဲ့အတွက်စိုးရိမ်ပွဲအခြေအနေကိုရောက်ရှိနေပြီးရသပြည်သူတွေကိုအကြောက်တရားဝင်အောင်ရည်ရွယ်ပြီးတော့ကျူးလွန်နေတာဖြစ်တယ်လို့အဲဒီလိုမြန်မာစစ်တပ်ကကျူးလွန်ထားတဲ့အထောက်ထားတွေအချက်လက်တွေအများပြားကိုလည်းရရှိထားပြီးဖြစ်တယ်လို့ IIMM ရန်နီယာရဲ့အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ အကြံဖတ်စစ်ကောင်စီအတွက်စစ်သားတစ်တွေစုဆောင်ပေးနေတယ်ပေါခောင်းညောင်ဦးနဲ့ကြောက်စဲမြို့နယ်တွေကအောက်ချုပ်ရေးမှုမောင်ဝင်းလှမြင့်ဦးနဲ့ဥဖဆိုသူတို့တုံးဦးပြစ်ခတ်ရှင်းလင်းခံရပြီဤတုံးလုံးသေကုန်ကြပြီလို့တော်လိုင်းရေးတပ်ဖွဲ့တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်အောက်ကလ73ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘကိုးတိုင်းပေါခောင်းမြို့နယ်မှာအကြံဖတ်စစ်ကောင်စီတပ်အတွက်စစ်သားအစ်စ်တွေစုဆောင်ပေးနေတယ်ဘော်ဒီကုန်းကြေးရွာအောက်ချုပ်ရေးမှုမောင်ဝင်းဆိုတဲ့သူကို တော်လိုင်းရက်ပေါ်တွေကပြစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုသေသွားတယ်လို့363.1 PPDF တရင်တာဝန်ခံကပြောပါတယ်အလာဒူအကောလကိုရနေကလည်းတရက်ထဲမှာပဲညအောင်မြွနယ်ကကလတဲ့ကျေးရွာအုပ်ချုပ်ရေးမှုလှမြင့်ဦးဆိုတဲ့သူနဲ့ကြောက်စင်မြွနယ်ကတန်ချုပ်ကုန်းကျေးရွာစေအိမ်မှုဥဖာဆိုသူတို့နှစ်ဦးလဲပြစ်ခတ်ရှင်းလင်းခံရပြီအသီးသီးသေကုန်ကြပြီဆိုပါလေအဲ့ဒီလို့ပြစ်ခတ်ရှင်းလင်းခံရတဲ့အုပ်ချုပ်ရေးမှုမောင်ဝင်းလှမြင့်ဦးနဲ့ဥဖာဆိုသူတို့၃ဦးဟာ အချမ်းပတ်စစ်ကောင်စီအတွက်အာဂျိုမန်တက်အလုတ်လုတ်ပေးနေတဲ့သူတွေဖြစ်တယ်လို့စစ်ကောင်စီအတွက်စစ်သားအစ်စ်တွေပါစုဆောင်ပေးနေတဲ့သူတွေဖြစ်တဲ့အပြင်ပြည်သူတွေကိုလည်းစစ်တပ်အားကိုးနဲ့နှီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့တော်လိုင်းကြီးတပ်ဖွဲ့တွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ